န်နီဝင်ရဲ့ brand ပေါင်းများစွာကိုဖော်ကလောလိုက်တဲ့ရှဲလေးမှာကဲပရိသတ်ကြီးတို့ညမာနိုင်ငံနဲ့ပတ်သက်လိုက်ကော်ဖီရှင်ပြီးရှေးဆုံးကနေကျိုးဆောင်တတ်ပါတယ်ဆိုတဲ့ခန်နီဝေကိုအားလုံးသိကြမှာပါအလိုတန်းပိုင်းမှာရောမိဘမယ်ကလေးတွေကိုစောက်ရှောက်နိုင်တဲ့အတွက်ပါသူမလိုလူမျိုးမရှိသလောက်ရှားနေခဲ့ပြီဆိုပြီးမြန်မာနိုင်ငံကမာသာထွေစာတယောက်လိုတောင်မှတည်စားခဲ့ကြတာပဲဖြစ်ပါတယ် ဘရိုက်တာလုပ်ငန်းတွေကိုဒီလိုမျိုးအားကျုံမတက်လုပ်တတ်တဲ့သူတယောက်ဖြစ်တာကြောင့်အခုရပိုင်းဖြစ်ပျက်နေတဲ့ငလင်ပေးမှာလေခန်းနေဝေတရားအလူခန့်ဆရာမလို့ပဲနဲ့ကိုတိမ်မောင်းတောင်းနဲ့ချီရနေကြတာပါဒီလိုမျိုးရရှိလူတန်းမှုတွေရဲ့နောက်ကွဲမှာသူမရဲ့ဆွေင်ကိုပြန်လိုက်ကြတဲ့သဘောတရားကလည်းရှိနေကြပါတယ်တကယ်တမ်းမှာကြတော့ခန်းနေဝေဟာမင်းသမီးကြီးတက်လက်ဖြစ်တယ်ဆိုပေမဲ့လေသူမရဲ့ဝင်ခွင့်နဲ့မလိုက်အောင်ကိုဘရန်တွေဝစ်ဆင်နိုင်ကြတာပါသမဝစ်စင်ကလေးနိုင်တလုံးရဲ့တံပိုးဟာအနည်းဆုံး၁၀ခန်းကနေရှိပြီးအများဆုံးရာခန်းတည်းရှိနေရကြောင်းရဲလီမာကတော့ fashion တွေကိုသဘောကျပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မြန်မာငွေပေါ့ဆွေးတွေနဲ့အတူ brand နာရီတွေလက်ကန်အိတ်တွေကိုတွဲပြီးတော့ဖော်ပြလာခဲ့တာပါဆိုတော့ပြည်သက်ကြီးနေနဲ့ရောသူမကိုဘယ်လိုမျိုးမြင်ကြလဲဆိုတာပြောခဲ့ပေးပါဦးရှင်